။ဒါခါတော့ငငယ်ချင်းခုနှစ်ယောက်တရွာသွားမယ်လို့တော့မိုးချွတ်ပြောမိုးချွတ်တော့ရွာထိပ်ကစကြအိတ်ကြောင်ကွာမိုးတော့ချွတ်ပါပြီဆိုပြီးတော့ရွာထိပ်ပြအိတ်ကြောင်မနေ့မိုးလင်းတော့ခေါင်းဆောင်တို့ကလူကစထတဲ့ခင်ဗျားတို့ဆက်မှဖြစ်တော့မယ်။လူစစ်အောင်ပါဆိုအဲ့ဒီတဲ့သူ့လူတွေစစ်တယ်။တယောက်နှစ်ယောက်သုံးယောက်လေးယောက်ငါးယောက်၆ယောက်ဖတ်တယောက်ပြောက်နေပါလား။အဲ့နေတော့ကြားပဲဆွဲတာလူပဲဆွဲတာဒီဘက်ကပြန်ရည်လေတယောက်နှစ်ယောက်သုံးယောက်လေးယောက်ငါးယောက်၆ယောက်ဟာ တယောက်ပြောက်ပြောက်အဲ့ဒါနဲ့နှိုးတယ်ဟိတ်ကောင်ကြီးပြဿနာတက်နေပြီထားဆိုတော့အကုန်လုံးအဲ့ချင်မလို့နဲ့ထားဘာတော့တယောက်ပြောက်သွားတို့လာတော့မနေရဘူး900ယောက်အခု600ယောက်ရှိတော့တယ်မဟုတ်သေးပါဘူးခင်ဗျားအဲ့ကျွန်တော်ရေးကြည့်မယ်တဲ့တယောက်900ယောက်300ယောက်400ယောက်600ယောက်အာဟုတ်တယ်600ယောက်ပဲရှိတော့တယ်သိနေတယ်အဲ့ဒါနဲ့မဖြစ်ဘူးသကြီးသွားတိုင်မှာရမယ်သကြီးသွားတိုင်တော့သကြီးကကိုညက်ကလေးနဲ့ကိုညက်နေဘာတော့ဟာကျွန်တော်တို့ငွေချင်း900ယောက်လာတာအခု 职业不好，他明要又是谁职业？有点朝阳去了嘞，职业工职业工，没必要咱路过，不要路过，哈。对，没有，当时参加阿姨没？我哥哥太厉害了，没们我哥哥听爷爷的话，对，阿姨这样没对？你总理阿家空关系，他这要不那边的。啊，你们这个路时候我这样就不离。啊，没地方住的，好。 ုယ်ကိုယ်ကိုယ်ထဲရည်ရတယ်မင်းတို့မရည်လို့ဖြစ်တာရှင်ရှင်နေရှင်ရှင်နေမဆက်ကအတန်မထွက်နဲ့1 2 3 4 5 6 8ဟာရရတဲ့လူစိမ့်ဝင်ပြီဟေ့တန်ကြောင်းမူစားမသင်္ကာပေါ်ရလူဝင်နေပါဟာဟုတ်သားပဲပြဿနာကြီးပြီကိုကောင်းနေရတဲ့တယောက်လူတယ်တကြီးကတယောက်ပိုတယ်ကျွန်တော်တို့အားတယ်ကျွန်တော်ရောက်ခမလေးပိုအားလေးတယ်ရောက်ခမတော့မကြားတော့ပါဘူးနဲ့ဒီမှာအားတယ် TV လေးဖွင့်အောက်ဆက်ကလေးဝယ်ပြီးအမိကတော့အသက်85နှစ်သမီးလေးက CD တပြားလေးထည့်ဆရာတော်ဖခင်ကြီးများရဲ့တရားကိုပေါ့လူကြီးဆိုတော့ဘယ်ကာလဦးကိုထည့်ပါမှာအမေကသိကျင်ညူတာပဲ TV ပေါ်လာတဲ့ဆရာတော်ဖခင်ကြီးကိုသက်ရှိဆရာတော်ဖခင်လိုပဲအမေကကြက်ကြန်နဲ့ပစစ်ဒုပြီးနာလာတနေ့တော့အမေတရားကိုလေးထည့်ပြီးမနေ့ရှင်းလိုက်ရထွက်သွားတော့သားဖ3ယောက်မျိုးတဲ့လျှောက်လဲရုပ်ရှင်ကြည့်ဇမင်းစားညနေ4နာရီမှာကားငါးပြီးပြန်လာတော့အမေကတရားနာလာ ဟာအမေမနေ့ကလေးကတရားနာတာကောင်းလို့လားမေတော်တော်တရားကောင်းလို့လားမပြောတာဘူးနောက်မှအဲ့ဒါပြောငါ့ကိုခြေစလုံးတွေစန့်ပြီးတော့နှိပ်ပေးကြဆန်းဆိုတော့အမေသမီးမစားလားစားပါအောင်တော့ကိုတော်ပဲခေါ်နိုင်မလားတပည့်တော်ပဲနားနိုင်မလားငါပေပြီးနာတာမပြီးပါအောင်တော့တဲ့မဟုတ်ဘူးမေစီစီတပြားဆိုတာဆုံးရင်အဆကပြန်လာတာဘလို့ကွယ်အော်ဆုံးသွားတရားဆုံးတစ်ခါအဆကပြန်လာတာလေဟောအဲ့လိုလား မသိပါဘူးဒါကြောင့်ဒီကိုတော့ဒီတရားတပုတ်ထဲငါးကဟောနေတယ်အောင်မယ်အားတယ်ကျွန်တော်တို့ထားလိုက်ကြပါဒါပေမဲ့ကျွန်တော်တို့နှလုံးသားထဲမှာရှိတယ်နော် national identity အမျိုးသားဇာတိဥပဒေလက္ခဏာအခုနကကျွန်တော်ဆိုပြတယ်နော်အမိသချင်းတန်လေးရောက်လာတော့နူးညံ့တဲ့လူမျိုးကအဲ့ဒီကစတာအမေကစတာငါနဲ့ပြတော့ဒုတိယမိခင်ဖခင်များဖြစ်တဲ့ဆရာဆရာမလက်ထက်အအဲ့ကျမှပြတ်တော့လာပဲမန္တလေးကဆရာမတွေပြောတာပိတ်တော့မပါဘူး ဆရာဆရာမတွေကလည်းကြပြားတင်နေဆိုကြပြားတင်တာပဲဘောမှာကျုပ်ကူရေးအလို့ရဆံမျိုးဘောကြဖြင်းနိုင်ရမဖြင်းနိုင်ရက်ချေခတ်အဲ့ဒီပညာရင်းနဲ့သွားနေတာမဟုတ်ဘူးအဲ့ဒီကြပြားဆိုတာသဘောပတ်ဝန်းကျင်ကြီးဟောဒီလောကရဲ့စာစင်ခန်းနဲ့ခဏလိုက်ခဲ့ပါဦးလို့ခေါ်လာခေါ်လာပြီးကလေးတွေနှလုံးသားတွေရောက်အောင်သင်ပေးရတာအဲ့ဒီစိတ်နှလုံးမျိုးမှာမရှိရင်ကြည့်ရင်မိုက်တာပေါ့ဆဲတာပေါ့ဘာထူးဆန်းနေလဲ Facebook ပို့ပြီးတော့ဒီကိစ္စကိုလည်းသိတာမဟုတ်ဘူး လူစားလည်းမဟုတ်ဘူးအမငါဝင်ဆဲလိုက်ဥမာပဲဝင်ဆဲတယ်အမပြပြနဲ့နဲ့ကဘာပေါ်မှာအဆဲတယ်ဆိုလိုမျိုးပဲကျွန်တော်တို့ပြပြနဲ့နဲ့ဆဲတာသစ်ကြပ်ဆရာကောင်းတယ်ဒီနှလုံးသားမျိုးတွေကင်းမဲ့နေသရွေ့ကျွန်တော်တို့ခလေးတွေနှလုံးသားနဲ့ကြီးရတဲ့နှလုံးသားလိမ်မာတဲ့နှလုံးသားနုံမြတ်တဲ့ခလေးတွေဖြစ်ဖို့ခက်သွားပြီဒါကိုပြောချင်တာအမျိုးသားကောင်းဆောင်ကြီးဘုရားအောင်ဆန်း15နှစ်သားရင်းနှံเจ้าမှာတတ္တမရန်ကြောင်းများ 1930မှာတို့ဘုမအစီအုံကြီးပေါ်လာတာဘုရားဆန်59နှစ်သားရှိသေးတယ်တခင်လူငယ်တွေကတို့မှာတခြင်းကိုလိုက်ပြီးတနိုင်ငံလုံးဟွန်တရော်ကြီးတွေဗင်ဂျိုတွေနဲ့တနိုင်ငံလုံးလိုက်တိုက်ပြီးအင်္ဂလိပ်စစ်ပလိတ်တွေကလည်းတခင်လူငယ်တွေကိုလိုက်ဖမ်းတယ်ဒီချိန်မှာဒီတခြင်းအတိုက်မခံဘူးအဆုံမခံဘူးကျွန်တော်တို့ရန်ကြမ်းမြို့မြို့လေကောင်မှာလေဘော်ဆိုတဲ့တစောင်းကြီးရှိတယ်မြို့သူမြို့သားတွေကဝမ်းထားလိုက်တာအလဲကွက်ကွက်ကလေးမှာဟွန်တရော်ကြီးတွေနဲ့တခင်လူငယ်တွေကဖြင်းအင်းကြီးတွေနဲ့ မကြောက်အောင်စံလေးဖြစ်လာမယ်အဲ့ဒီ15နှစ်သားလေးကအတင်းတိုးဝင်လာပြီဘာပါလိလူတွေကလည်းကြိတ်ကြိတ်ခဲလို့အတင်းတိုးဝင်တယ်အသားလေးမဲမဲလရွက်လေးကားကားခေါင်းချွန်ချွန်လေးနဲ့မောင်အောင်စံလေးကရှေ့ဆုံးရောက်တော့ဟွန်တရော်ကြီးတွေတွေ့ပြီဗင်ဂျိုကြီးတွေနဲ့လက်ဆွဲပါကြကြီးတွေနဲ့တချင်းကိုသူနားထောင်တယ်ဒုဗမာတချင်းရေးတဲ့ပုဂ္ဂိုလ်ကကျွန်တော်မန်းလေးကအငိမ့်တချင်းတွေရေးတာတိတ်ထင်ရှားတဲ့ WMB ဆရာတဲ့ သူလည်းတော့သခင်ဖွဲ့တယ်ဝင်ပြီးဝိုင်းရင်ပြီးသခင်ကျင်ဖြစ်သွားတယ်။သိကောင်းတာပဲ။ဘုရားအောင်စံကလေးငယ်တော့တို့မှသခင်တပုတ်လုံးပဲရပါမှာခဏလေးကြည့်တော့တပိုက်ကိုသူ့ရင်ထဲရောက်တယ်။သခင်ချင်းကိုကျင့်ကြပါ သခင်မျိုးဟိတုပမာမို့အောင်မြေပြင်မှာအထက်တန်းစိတ်နဲ့သာမရီသွေးတို့ပမာသခင်ချင်းကိုကျင့်ကြပါသခင်မျိုးဟိတုပမာ မိုးအောင်မြေပြမအထက်တန်းစိတ်နဲ့သာမရီတို့တို့ဗမာအဲ့ဒီပိုက်သူရခဲ့တယ်အဲ့ဒီ59နှစ်သားလေးကနောက်16နှစ်ပေါင်းလိုက်တော့30နှစ်နိုင်ငံအထွတ်ထိပ်ဖြစ်သွားတယ်မကြဆုံးခင်နောက်ဆုံးတလဂျွန်လာမှာတိုင်းပြည်ပြည်ပြည်ဖွတ်တော်ယူပထမဆုံးချိန်ခေါ်တဲ့အခါကျတော့နိုင်ငံတော်တစိမ့်နိုင်ငံတော်အလံနဲ့နိုင်ငံတော်တချင်းပြတ်ထမ်းဖို့ဖြစ်လာတယ် မြေလာကောင်းဆောင်ကြီးဘုရားအောင်ဆန်းအသက်32နှစ်ပြည့်မယ်သူ15နှစ်သားကကြာခဲ့တဲ့ဒုဗမာသချင်းကရင်းနေရှိတော့အဲ့ဒီအလိုက်ကလေးတွေကိုယူပြီးပြုစုကြပါအကျဉ်းချလေးပေးတယ်အလင်ကကျော်သောဘဘဆောင်းဥပသန်းတို့ဆရာကြီးတို့ဥပချိုးတို့ဆရာဇော်ကြီးတို့လိုပုဂ္ဂိုလ်တွေကနိုင်ငံတော်သချင်းကိုထက်ထက်ယူရပြီးဒီနေ့ဟာဒီကလေးတွေကျွန်တော်တို့အားလုံးဆိုတဲ့ကျွန်တော်တို့နိုင်ငံတော်ရဲ့အထွတ်မြတ်သချင်းဟာအဲ့ဒီကလာတို့မှာသချင်းထဲမှာ1930သခင်လူငယ်တွေကဆိုတယ် ဩအမျိုးသားကြီးကျူပန်းကြပါဒုပမာကျွန်တော်တို့စူတယ်အဲ့ဒီသချင်းကိုပဲအလိုက်ကိုပြန်ယူဖို့ဘုရားအောင်ဆန်းကပြောတဲ့အခါတရားမြတ်တာလွတ်လာခြင်းနဲ့မသွေးရုပ်ပြေသူမီပြေလိုက်နေဗခင်လူငယ်တွေစူခဲ့တယ်1930အရှိကနေဝန်ထွဲသိပမာပါ အရှိကနေဝန်ထွဲသည့်ဗမာပဒုခိကိုတော့ရောက်ရမည်မှာမလွဲပါဒုဗမာအဲ့ဒီအလိုက်ကိုပြန်ယူလဲတော့ထောင်ကွာ58ခုနှစ်ကြာတော့မြန်လူခသိငိညာသေးဘူးခွင့်တူညီမြဝါကဖြူစင်တဲ့ပြေတို့ပြေတို့မီ တခင်လူငယ်တွေဆိုတဲ့ထောက်က30တောင်ကဗမာပြည်တဟွအကုံကိုအိမ်မှတ်ပါကိုရမှတ်ပါအဲရာတို့ဗမာသားတို့သမီးတို့ဆိုတဲ့ကနေ့နိုင်ငံတော်သချင်းမှဒီလိုက်ပါတယ်ပြည်ထောင်စုအမွေအမြဲတည်ရန်စေဒိတ်ချံပြုဝေထိမ့်သိမ့်စုလေအလိုက်ကအတူတူပဲအဲ့ဒီတို့ဗမာသချင်းကလည်းအင်မတန်တမ်းပဲကြီးတယ် ဘုံတော့လူငယ်တိုင်းဆိုကြတော့အင်္ဂလိပ်ကဖမ်းလို့မရဘူးအင်မတန်ရဲရဲတော့ရဲစစ်ရဲမှသွွင်းပြလိုက်တယ်ကြုံခက်မှာဒီတို့ကမှချင်းချောင်းနိုင်ငံရေးအသည့်နှုတ်ချလာလိုက်တာသိကောင်းတာပဲခြေစင်းပိုက်ကမြန်မာပြည်မြင့်ကြီးကြားတယ်ခြေစင်းပိုက်တယောက်တည်းဆိုရခြေစင်းပိုက်ကြတော့၎င်းပြီးအားသာတို့ဗမာသာဂီမျိုးသာပါ မညှို့ကုန်ဒီစားမြို့ချနဲ့မြို့ချနဲ့တိုင်းတစ်ပါးဘုရားတိုက်ခိုက်ခါအောင်ငယ်ရာတို့ဘမစိမံငင်းအစ်စ်အဖြစ်ကြီးဖြစ်လျက်စိမံငင်းအစ်စ်အဖြစ်ကြီးဖြစ်လျက်ထင်းတလေကျုံရာ ထုံနေမသွေလောကဓမ္မရာဘိငါတို့ငါတို့ကံခေငါတို့ကတမိုင်းကြီးတဲ့လူမျိုးတိတ်ကြီးတဲ့လူမျိုးစိတ်မှန်ကင်းအစ်စ်ကအခုတော့တိုင်းတစ်ပါးရဲ့ကျုံဖြစ်လို့ငါတို့အားလုံးကထင်းဖြစ်ရပြီတဲ့ဝိုင်းပိသခင်တင်ကဒီလိုရေးလိုက်တော့နားထောင်နေတဲ့ဒီသခင်ကြားတဲ့ဗမာတွေကမခံနိုင်ဘူးဟုတ်သားပဲငါတို့က ကျွန်နေမှမဟုတ်ပဲတို့မှသခင်နေပဲဒီစိတ်ဝင်ကြတယ်။ဒါကြောင့်ကဗျာတဘုတ်စာတဘုတ်ဒိဋ္ဌိတတပိုက်ဟာနိုင်ငံတစ်ခုလုံးရဲ့စိတ်နှလုံးတွေပြောင်းလဲပြစ်နိုင်တဲ့ခွန်အားရှိလို့